အာရှတိုင်းရဲ့အချမ်းသာဆုံးမြို့ကြီးဖြစ်ခဲ့တဲ့မြန်မာနိုင်ငံသမိုင်းဝင်မြို့တစ်မြို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Anne ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပြပြပေးသွားမှာကတော့တချိန်ကအာရှတိုင်းရဲ့အချမ်းသာဆုံးစီးဝင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့မြို့တစ်မြို့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီမြို့လေးကဘယ်မြို့များဖြစ်နေမလဲ ပရိသတ်တို့ရဲ့မွေရဇာတိနေရရော ဖြစ်နိုင်မလားသိကျင်နေကြပြီဆိုရင်တော့ဒီနေ့ဗီဒီယိုလေးမှာခြေတဲ့နဲ့အတူဆက်လက်လေ့လာကြည့်ရှုပေးကြပါအောင်ရှင်အရင်မျိုးလေးကတော့ဖျားစီဒီပထိုးတွေပေါများလာသလိုမြမရင်ချင်းမှုအမွေနှစ်တွေကိန်းအောင်ရာတာလီစွာရိုးရဲ့မြေရခိုင်ပြည်နယ်တွေကမျိုးလေးတစ်မျိုးဖြစ်တဲ့မြောက်ဦးမျိုးလေးပဲဖြစ်ပါရင်ရခိုင်ပြည်ရခိုင်လူမျိုးလို့ဆိုလိုက်တာနဲ့စိမ့်ဆိုတရားလာပါတဲ့တဘာဝရှုမျောခင်းနေတဲ့ရှုမစုံတဲ့ဂေယုရန်အလား ဗမာတန်ခက်ဝဲဝဲငယူသည့်အစအရသာကိုအရင်နှစ်သက်ကြတဲ့သူတွေဟင်းလျာတတော်များကို စီနံမချက်ရင်းနေတာချက်လေးရှိကြတဲ့သူတွေကိုလိုမျိုးကိုနယ်မြေကိုအင်မတန်ခင်တွင်ကြသူတွေလို့လူသိများကြပါတယ်အခုလိုသဘာဝရဲ့အဖိုးတန်နေစူဝေးနေတဲ့ရခိုင်ပြည်နယ်ရဲ့အစိပ်ပိုင်းနေရာတစ်ခုဖြစ်တဲ့ရှေးဟောင်းစီဒီပထိုးများစွာတရှိရာမြောက်ဦးမြို့အချောင်းကိုစက်တင်နေ့အတူတူလိုက်ပါပြီးတော့ရှုစားကြရအောင်ပါလားရှင် ရခိုင်ပြည်နယ်ရဲ့အထင်ကရမြို့တွေရာတစ်ခုဖြစ်တဲ့မြောက်ဦးမြို့လေးရတော့ရခိုင်ပြည်နယ်ရဲ့မြောက်ရက်မှာတည်ရှိတဲ့ရှေးဟောင်းမြို့တော်တည်ရှိရာမြို့တစ်မြို့ဖြစ်ပြီးတော့ကလတန်မြင့်ရဲ့ရွှေနှက်ပြင်၆ကဘာမှာတည်ရှိနေပြီးမြောင်ဖက်နဲ့တောင်ဘက်တို့မှာတော့တောင်စွေတောင်တန်းနီယာကာယန်ထားတဲ့မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်မြို့အနေထားမှာသဘာဝအားဖြင့် ချောင်းလေးမြောင်းတွေနဲ့ရစ်တန်းနေရမှုလုံကြုံလာပါတယ်မြို့ရဲ့တစ်ဖက်မှာတော့လွင်ပြင်ကြီးရှိပြီးတော့လွင်ပြင်ကြီးကိုကျော်လွန်တဲ့အခါမှာတော့တောင်တန်းတောင်ရိုးတွေကပိတ်စည်းပြီးတော့ကာယံထားလျက်ရှိပါတယ်မြို့ရဲ့လူတို့ကမြေပြဲလွင်ပြင်မှာစပန်းဆိုင်ပြိုကြပါတယ်မြို့နယ်ရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့တစ်တော်တွေနဲ့ဖုံးလွှမ်းနေတဲ့တောင်ကုန်းတွေဖြစ်ပြီးတောင်ပိုင်းနဲ့အနောက်ပိုင်းတို့မှာကတော့မြေဩဇာကောင်းမွန်လာပါတယ် မင်းပြားမျိုးကနေတဆင့်ပေါက်လာတဲ့ကားလန်းကမြောက်ဦးမျိုးကိုဖျက်ပြီးတော့တရက်ပင်ကနေတဆင့်ကျောင်းတော်ကိုရောက်ရှိပါရယ်။တမိုင်းကျောင်းကိုပြန်လည်ရမယ်ဆိုရင်တော့ရခိုင်လူမျိုးတွေကဒီဘက်မြန်မာအနယ်ဝင်တွေဖြစ်ချပြီးတော့အိန္ဒိယဘက်ကနေမှတဆင့်ရခိုင်ပြည်ကိုရောက်ရှိလာကြရဲ့လို့ယူဆရပါရယ်။မြောက်ဦးမျိုးခေါ်မျိုးဟောင်းမှာတော့ဝေတာလီဆာဒန်မင်းဆက်ကလီယာစုနစ်ကနေစတင်ပြီးတော့အုပ်စိုးခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်ရင်တွေဆစ်ရှုံခဲ့ရပြီးတဲ့နောက်မြောက်ဦးမျိုးကို မြို့ဟောင်းမျိုးဆိုပြီးတော့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။မြို့ဟောင်းမျိုးရဲ့ရှစ်တောင်ဖရာရီစီမှာထိရှိခဲ့ရတဲ့ခရစ်ရှေယာဇူဦးကအနန္ဒစန္ဒရာကျောင်းဆရာဒေဝစန္ဒရာဟာရခိုင်မင်းဆက်ရဲ့အစရှင်ဘရင်တပါးပဲဖြစ်ပါတယ်။အဲ့ဒီမင်းနေ